အားလုံးပဲမင်္ဂလာပါရှင့်အီရန်နဲ့အစ္စရေးကြားစစ်ရေးပြိပခကအခုဆိုရင်စတင်လာတာတပတ်ကျော်လောက်ရှိလာပါပြီဒီနှစ်နိုင်ငံကြားတိုက်ခိုက်မှုတွေကရပ်သွားမယ့်အလားအလာမျိုးလဲလက်တလို့တော့မတွေ့ရသေးပါဘူးအခုဆိုရင်လက်ရှိအခြေအနေမှာနှစ်ဖက်စလုံးကဒုံးကျည်တွေနဲ့ဒရုန်းတွေလိုမျိုးလေကြောင်းတိုက်ခိုက်မှုတွေကိုပဲသုံးနေပေမဲ့အလုံးစုံစစ်ပွဲအစဉ်ထိပြောင်းသွားမှာလဲနိုင်ငံတကာစိုးရိမ်မှုတွေမြင့်တက်နေပါတယ်ပြီးခဲ့တဲ့ဂျွန်လ23ရက်နေ့ကစပြီး အစ္စရေးကအီရန်ရဲ့နျူကလ িয়ার ဆိုင်ရာအဆောက်အအုံတွေနဲ့စစ်စခန်းတွေကိုလေကြောင်းတိုက်ခိုက်မှုတွေစလုပ်ခဲ့ပါတယ်။ပြီးတော့အီရန်ရဲ့နျူကလ িয়ার ပညာရှင်တွေထိတ်တန့်စစ်ဗိုလ်ချုပ်တွေကိုပါလှုပ်ကြံတပ်ဖြတ်ခဲ့ပါသေးတယ်။ဒီနောက်မှာတော့အီရန်ကလည်းအစ္စရေးရဲ့မြို့ကြီးတွေကိုဒုံးကျည်တွေ၊ဒရုန်းတွေအုံလိုက်ကျင်းလိုက်ပစ်ခတ်ပြီးတော့လက်တုံပြန်ခဲ့ပါတယ်။လက်ရှိအခြေအနေအရဆိုရင်တော့အီရန်ကတိတိတတ်တာပိုပြီးအထိနာနေတယ်လို့ဗတ်ပေါင်းဆောင်မှလည်းပဲအစ္စရေးရဲ့နောက်ောက်ချမှုကိုခံနေရပါတယ်။ ဒါပေမဲ့အီရန်ရဲ့ဒုံးကျည်တွေနဲ့တံပြန်မှုကလည်းတော်တော်ပြင်းထန်လို့အစ္စရေးရဲ့နမေကျော် လေကြောင်းကာကွယ်ရေးစနစ်တွေတောင်မှမနိုင်မနှင်းဖြစ်ပြီးတော့ထိခိုက်ပျက်စီးတာတွေကြုံနေရပါတယ်။လက်ရှိပြိပခတ်ကဘယ်အထိဆက်ကြနေုံမဲဆိုတော့အတက်မပြောနိုင်သေးသလိုဘလို့ရလတ်မျိုးနဲ့ဘလို့နောက်ဆက်တွဲတက်ရောက်မှုတွေနဲ့အဆုံးသက်သွားမလဲဆိုတာကိုလည်းကျမတို့မသိရသေးပါဘူး။ဒီတော့အီရန်အစ္စရေးကြစစ်ရေးအခြေအနေတွေကိုအကြောင်းပြုပြီးဆန်းစစ်တွေးတော်ကြည့်တင်တဲ့မိကွန်းတချို့လည်းရှိလာပြန်ပါတယ်။ ဒီနေရာမှာမေကွန်တိုင်းအတွက်အဖြေတွေကတော့ရိုးရိုးရှင်းရှင်းရှိမနေနိုင်ဘူးဆိုတာကိုလည်းသဘောပေါက်ဖို့လိုပါတယ်။အထမဆုံးမေကွန်ကတော့အားလုံးစိတ်ဝင်စားဆုံးဖြစ်တဲ့ဘသူနိုင်မလဲဆိုတဲ့မေကွန်ပါပဲ။လက်ရှိအခြေအနေအရတော့အီရန်ကအောက်စီရောက်နေတယ်ဆိုတဲ့အရှိတရားကိုမျက်ကွယ်ပြုလို့မရပါဘူး။အစ္စရေးကဒီစစ်စင်ရေးအတွက်သေးသေးချာချာကြိုတင်ပြင်ဆင်ထားပြီးတော့မှမဟာဗျူဟာမြောက်လက်ဦးမှုတွေလည်းရယူနိုင်ခဲ့ပါတယ်။ဒါဘာလို့ဆိုလိုတာလဲဆိုတော့ ဂျွန်လ23ရက်နေ့အစ္စရေးလေကြောင်းတိုက်ခိုက်မှုတွေမဆခင်မိနစ်ပိုင်းအလိုမှာပဲအီရန်ရဲ့မြို့တော်တဟီရန်လွှတ်ဝက်ပြီးကြိုမောက်ကိုသွင်းထားတဲ့အစ္စရေးဒရုန်းတွေကအီရန်ရဲ့ထိပ်ပိုင်းစစ်ဘက်အရာရှိတွေနဲ့နျူကလ িয়ার သိပ္ပံပညာရှင်တချို့ရဲ့တည်နေရာတွေစီကိုတီတီကြကြပြန်တန်းပြီးတော့ပောက်ကွဲကုန်တာပါဣသရေလကစစ်စင်စတဲ့နေကလေးကပြင်မှတ်တွေကိုအထီးရောက်ဆုံးခြေမုံနေပြီးအီရန်ရဲ့ထိတ်ဆုံးအဆင့်စစ်ဦးစီးတွေကိုလည်းရှင်းလင်းနိုင်ခဲ့ပါတယ် အီရန်ကတော့အစ္စရေးဒုံးကြီးတွေနဲ့ပြန်ပစ်နိုင်တယ်ဆိုပေမဲ့စစ်ရေးအသာစီရအောင်စွမ်းဆောင်နိုင်တဲ့အခြေအနေမျိုးတော့မတွေ့ရသေးပါဘူး။လလော့ဆယ်မှာအစ္စရေးကအသာရနေတယ်ဆိုပေမဲ့လည်းနှစ်နိုင်ငံကြားအနိုင်ရှုံးဆုံးဖြတ်ဖို့လုံလောက်တဲ့အတိုင်းအတာမျိုးမဟုတ်သေးတာတော့သတိထားဖို့လိုပါတယ်။ဒါပေမဲ့တကယ်လို့သာသတင်းတွေထွက်နေသလိုမျိုးအမေရိကန်ကပါအစ္စရေးဘက်ကနေဝင်ပါလာမယ်ဆိုရင်တော့အီရန်အတွက်အတော်လေးဒုက္ခရောက်သွားနိုင်ပါတယ်။ဒါဆိုရင်နောက်ထပ်မိကွန်းတစ်ခုဆက်သွားရအောင်ပါ။ အီရန်နျူကလ িয়ার အဆောက်အအုံအလုံးဖျက်ဆီးခံရမလားဆိုတဲ့မိကုံအကြောင်းကိုလည်းကျွန်မဆက်ပြောပါမယ်။အစ္စရေးကနိုင်ငံသေးငယ်ပေမဲ့ကမ္ဘာအဆင့်အမြင့်ဆုံးစစ်ရေးစွမ်းရည်တွေပိုင်ဆိုင်ထားတဲ့နိုင်ငံတစ်ခုဆိုတော့အလုံးလည်းအသိပါပဲ။ဒါပေမဲ့အီရန်ရဲ့နျူကလ িয়ার နည်းပညာဆိုင်ရာအဆောက်အအုံအလုံးကိုဖျက်ဆီးပစ်ဖို့ဆိုတဲ့ကိစ္စကတော့အစ္စရေးအတွက်လက်တွေ့လုပ်ဖို့ခက်ခဲလွန်းပါတယ်။ဒီတော့အစ္စရေးတနိုင်ငံတည်းအားနဲ့ဆိုရင်ဒီမိကုံရဲ့အဖြေကတော့မဖြစ်နိုင်ဘူးဆိုတာပါ။ အဲ့ဒီအစားဣသရေကယူရေနီယမ်ဓာတ်သတ္တုတန့်စင်မှုအတွက်အဓိကကြတဲ့စက်ရုံတွေနျူကလ িয়ার လက်နက်တွေတည်ဆောက်ဖို့အရေးတကြီးလိုအပ်တဲ့အစိတ်အပိုင်းတွေထုတ်တဲ့စက်ရုံတွေကိုပဲအဓိကအာရုံစိုက်ဖြိုခွင်းပါလိမ့်မယ်။ပြီးတော့အီရန်ရဲ့နျူကလ িয়ার သုတေသနဗဟုဌာနလို့သတ်မှတ်နိုင်တဲ့ဖော်ဒိုမြေအောက်စခန်းကိုဖျက်ဆီးဖို့လိုတဲ့ဘန်ကာဖျက်ခဲရမျိုးလဲဣသရေရဲ့လက်နက်တိုက်ထဲမှာပိုင်ဆိုင်မထားပါဘူး။ တကယ်လို့များအမေရိကန်ကပါအစ္စရေးအစစ်စေးတွေမှာဝင်ကူမယ်ဆိုရင်တော့အီရန်နျူကလ িয়ার နည်းပညာအဆောက်အအုံတွေကိုအစ္စရေးရည်ရွယ်ထားတာထက်ပိုပြီးတော့ခြေမုံနိုင်ပါလိမ့်မယ်။ဒါဆိုရင်အစ္စရေးလိုချင်တာကဘာလဲ။အစ္စရေးကအီရန်ရဲ့နျူကလ িয়ার လက်နက်တွေလက်တွေထုတ်လုပ်နိုင်ဖို့အနည်းဆက်ဆုံးအဆင့်မျိုးရောက်လာတာကိုတုံ့ပြန်ဖို့အတွက်ဒီစစ်စင်ရေးစခဲ့တာလို့ပြောတယ်။ရည်ရွယ်ချက်ကတော့အီရန်ရဲ့အစ္စရေးပေါ်ချင်းချောင်းနိုင်ဆုံးအမြင့်ဖြတ်ဖို့ပါ။ ဒါပေမဲ့ Israel ရဲ့ mission ကအဲ့ဒီကိစ္စတခုတည်းတော့မကလောက်ပါဘူး။ Israel ကဘာလို့လိုချင်နေသလဲဆိုတာကလည်းအခုထိသေးချရုပ်လုံးမပေါ်သေးပါဘူး။ Iran ရဲ့အမျိုးသားရေးဝါဒဆွဲ Islamic အစိုးရကိုဖြုတ်ချချင်တာလား။ Iran အစိုးရအဓိပတိအယာတိုလာအလီခါမေနီကိုအပြတ်ရှင်းချင်တာလားဆိုတာတွေကလည်းတွေးစရာတွေဖြစ်နေပါတယ်။ဒီနေရာမှာ Israel ဝန်ကြီးချုပ် Benjamin Netanyahu ပြောတာက သူရဲ့စစ်စင်ရင်ရှိမှန်းချက်ကအီရန်ရဲ့နျူကလ িয়ার စွမ်းရည်ကိုတစစီဖျက်ပစ်ဖို့ဆိုပေမဲ့အီရန်အစိုးရကလောလောဆယ်အရန်အင်အားရုတ်ရော်နေတာကိုလည်းထည့်သွင်းနေတယ်လို့မတင်မကျပြောထားပါတယ်။ပြီးတော့အီရန်အစိုးရအဓိပတိခါမေနီကိုအပြတ်ရှင်းလိုက်မယ်ဆိုရင်ပြဿနာတွေကပိုပြီးရှုပ်လာနိုင်တယ်ဆိုတဲ့ထင်ကြီးကိုလည်းနေတန်ယာဟုကပယ်ချလိုက်ပြီးတော့အဲ့ဒီလမ်းစဉ်ကပြဿနာတွေကိုတော့အဆုံးသတ်သွားစေနိုင်လောက်တယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ် အစ္စရေးအားလက်ရှိမှာတော့အီရန်ရဲ့နျူကလ িয়ার လက်နက်တိုက်ကိုဖြိုခွင်းဖို့ပဲဦးစားပေးနေပါလိမ့်မယ်။အဲ့ဒီမျှော်မှန်းချက်တွေအတိုင်းအတာတစ်ခုတည်းအောင်မြင်သွားပြီဆိုရင်တော့ဘာဆက်လုပ်မလဲဆိုတော့ကျမတို့စောင့်ကြည့်ရမှာပါ။ဒီအခြေအနေကိုအီရန်ကကြံ့ကြံ့ခံနိုင်မလား။စစ်ရေးပြိပခါကိစ္စမှာအစ္စရေးအားလက်ဦးမှုယူခဲ့ပြီးအီရန်ရဲ့နျူကလ িয়ার အဆောက်အအုံတွေကိုသာမကပဲစစ်စခန်းတွေ၊လေကြောင်းကာကွယ်ရေးယူနစ်တွေတော်တော်များများကိုလည်းဖျက်ဆီးနိုင်ခဲ့ပါတယ်။ တစ်ဖက်မှာအမေရိကန်ရဲ့ပြင်းထန်တဲ့ပိတ်ဆို့အရေးယူမှုတွေကိုကြုံထားတဲ့အီရန်ကအစ္စရေးတိုက်လေယာဉ်တွေကိုဝေဟင်မှာစီးကျင်းထိုးပြီးတော့ပြစ်ချဖို့အရန်ခက်ခဲသွားပါတယ်။ဒါကြောင့်မလို့လဲအစ္စရေးကတဟီရန်လေပိုင်နက်ကိုယာနုံးပြေချုပ်ကန်ထားနိုင်ပြီးဆိုပြီးတော့ကြွေးကြော်ခဲ့တာပါ။ဒါပေမဲ့အစ္စရေးကိုရုန်းကန်ရစေမဲ့မဟာဗျူဟာနဲ့လက်နက်အရင်းမြစ်တွေကလည်းအီရန်မှာရှိနေပါတယ်။အဲ့ဒါကတော့သူတို့ရဲ့အမျိုးမျိုးသောဒုံးကျည်တွေပါ။အစ္စရေးရဲ့ဥဥဖြဖြတိုက်ခိုက်မှုအပြီးမှာ အီရန်ကအစ္စရေးစီကိုဒရုန်းအစင်ပေါင်ယာနဲ့ချီပစ်လွတ်ခဲ့ပါတယ်။ခန့်နေနေပဲပြန်နိုင်တဲ့ဒရုန်းတွေကအီရန်ကနေအစ္စရေးထိရောက်ဖို့အတွက်9နာရီလောက်အချိန်ယူပြန်တမ်းရပြီးတော့အစ္စရေးရအားလုံးကိုအလွယ်တကူပဲပစ်ချနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့ဒါကအစ္စရေးရဲ့နမေကြီးလေကြောင်းကာကွယ်ရေးစနစ်တွေအီရန်ကအကဲဆန်းလိုက်တဲ့ကနအူအစစ်လို့သတ်မှတ်နိုင်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့အီရန်ကဒရုန်းတွေနဲ့ဒုံးကျည်တွေကိုရောနှောတိုက်ခိုက်တဲ့နည်းပြူဟာကိုသုံးပြီးတော့ ဣသရေလလေးချောင်းကာကွယ်စနစ်တွေကိုဝန်ပြလာစေပါတယ်။ဒီလိုနဲ့ပဲအီရန်ရဲ့ဒုံးကျည်တွေကဣသရေလဒုံးခွင်ဒုံးတွေကိုဖောက်ထွက်ပြီးတော့ထိခိုက်ပျက်စီးမှုတွေကိုဖြစ်လာစေခဲ့ပါတယ်။နောက်ပြီးအီရန်ကဒုံးကျည်အမျိုးအစားတွေကိုတဆင့်ချင်းညှင့်တင်ပြီးတော့ထုတ်သုံးနေပါတယ်။အခုအခါမှာ hypersonic ဒုံးကျည်တွေနဲ့ထိတ်ခူးတစ်ခုတည်းကနေအရေးအထွတ်အတော်များများကွဲထွက်ပြီးတော့ကြာရောက်တဲ့ဒုံးကျည်တွေကိုလည်းသုံးလာပြီးဣသရေလလေးချောင်းကာကွယ်ရေးစနစ်တွေကိုကောင်းကောင်းကြီးကိုဖိအားပေးနိုင်နေပါပြီ ။အစ္စရေးတုံ့ပြန်တဲ့နေရာမှာအီရန်ရဲ့မဟာဗျူဟာရွေးချယ်မှုနဲ့အထီးရောက်ဆုံးလက်နက်တွေကတော့သူတို့ရဲ့ဒုံးကျည်တွေပဲဖြစ်ပါတယ်။အရေးကြီးတဲ့မိကွန်းကတော့အဲ့ဒီဒုံးကျည်တိုက်ခိုက်မှုတွေကိုအချိန်ကြာကြာဆက်လှုပ်ဆောင်နေဖို့အီရန်မှာအရင်အမြစ်တွေလုံလောက်ရဲ့လားဆိုတာပါပဲ။ဒီတော့နောက်ထပ်လူအများစိတ်ဝင်စားနဲ့စိုးရိမ်ပူပန်နေကြတဲ့မိကွန်းတစ်ခုရှိပါတယ်။ဒါကတော့တဟီရန်ကဂါဇာဖြစ်လာမလားဆိုတဲ့မိကွန်းပါ။ အစ္စရေးစစ်တပ်ကအီရန်မှာစစ်စင်ရေးတွေစပြီးမကြခင်မှာပဲအီရန်မြို့တော်တဟေရန်မှာနေထိုင်တဲ့သူတွေဘေးလွရာစီကိုရွှေ့ပြောင်းကြဖို့အတွက်ဆိုပြီးရာဇသံပေးခဲ့ပါတယ်။နောက်ပိုင်းမှာတော့ American အစိုးရကိုယ်တိုင်ကလည်းတဟေရန်မြို့ကန်တွေကိုအလားတူပဲတိုက်တွန်းခဲ့ပါတယ်။အစ္စရေးရဲ့ဘုံတွေဒုံးကျည်တွေနေစဉ်ကြရောက်ပောက်ကွဲနေတဲ့ဒဏ်ကြောင့်တဟေရန်ကိုစွန့်ခွာတဲ့ဂါဒန်ရှိကြီးတွေကိုလည်းကျမတို့တွေ့နေရပါတယ်။အစ္စရေးကစစ်ရေးပြတ်မှတ်တွေကိုအဓိကတိုက်ခတ်နေတယ်ဆိုပေမဲ့လည်း အရက်သားတွေလည်းတည်ဆုံးကုန်တဲ့အတွက်တမျိုးလုံးကတုံ့လှုပ်ပြီးတော့စောက်တီးရမရဖြစ်ကုန်ကြတာပါဒီအတော့တွင်မှာတဟီရန်မြို့ကအများအပြားစီကနေထွက်လာတဲ့ဇကားတခုရှိပါတယ်ဒါကတော့သူတို့ချစ်တဲ့မြို့ကိုဂါဇာလိုဖြစ်သွားမှာစိုးရိမ်တယ်ဆိုတာပါပဲဒါကပါလက်စတိုင်းနယ်မြေတစ်ခုဖြစ်တဲ့ဂါဇာမှာအစ္စရေးစစ်တပ်ကဆင်နွှဲခဲ့တဲ့စစ်စင်ရေးတွေအရန်ကြမ်းတမ်းတဲ့အတွက်ကြောက်ခမန်းလီလီပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့တာနဲ့နှမ်းရှင်ပြီးတော့ပြောတာဖြစ်ပါတယ်လက်တွေ့ကြကြစဉ်းစားရင်တော့ ဒါကမဖြစ်နိုင်တဲ့ကိစ္စမျိုးပါ။ဘာလို့ဒီလိုပြောရလဲဆိုတော့တဟီရန်တဲကိုဂါဇာမှာလိုမျိုးအစ္စရေးရဲ့ခြေလင်တပ်တွေကဝင်လာတာမဟုတ်သလိုအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုလည်းအတိုင်းအတာတစ်ခုထိကြားဖြတ်ဟန်တားနိုင်တဲ့လေကြောင်းကာကွယ်ရေးစွမ်းရည်မျိုးလဲအီရန်ကပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။ဒါပေမဲ့ပြည်ပခတွေကြာလာလေလေဂါဇာလောက်မစိုးရင်တောင်တဟီရန်မှာလည်းအပြည့်အစည်တွေပိုကြုံရလေလေဖြစ်မှာရောသတိပြုဖို့လိုပါတယ်။ဒါဆိုရင်တော့လူအများစိတ်ဝင်စားနေကြတဲ့ နောက်ဆုံးမိကွန်းတစ်ခုပဲကြံပါတော့တယ်။ဒါကဒီကိစ္စမှာ American ဝင်ဆွတ်ဖက်မလားဆိုတဲ့မိကွန်းပါ။လလော့ဆယ်တော့ဒါက Israel Iran ပြည်ပခါမှာလူတွေစိတ်အဝင်စားဆုံးနဲ့ဗဟိတိအဆန်ဆုံးအကြောင်းအရာတစ်ခု ဖြစ်လာပါတယ်။ Iran ကတော့ American သာစစ်ရေးအရာဝင်ရောက်ဆွတ်ဖက်လာရင်ပြင်လို့မရတဲ့အကျိုးဆက်တွေကြုံရစေမဲဆိုပြီးတော့ချိန်ချောက်ထားတယ်။ American သမ္မတ Trump ကလည်းသူ့ရဲ့ဆုံးဖြတ်ချက်ကိုဘယ်သူမှသိနိုင်မှာမဟုတ်ဘူးဆိုပြီးတော့ပြောထားတယ်။ ဒါပေမဲ့အစ္စရေးနဲ့ပေါင်းပြီးအီရန်ရဲ့နျူကလ িয়ার အဆောက်အအုံတွေကိုအမေရိကန်ကဝန်တိုက်ခိုက်မှာမဟုတ်ဘူးဆိုတာမျိုး အာမခံချက်တော့ထရမ့်ကမပေးထားဘူးထရမ့်နဲ့နီးစပ်တဲ့သူတွေကတော့အလောင်းအစားဆန်လာတဲ့အခုကိစ္စမှာထရမ့်ကိုယ်တိုင်ကတည်တည်ကြကြဆုံးဖြတ်ချက်ချဖို့ခန့်လေပုံရတယ်ဆိုပြီးမှတ်ချက်ပေးထားပါတယ်အစ္စရေးကတော့စစ်ပွဲမှာအမေရိကန်ဝင်ပါလာပြီးအီရန်ရဲ့အထင်ကရနျူကလ িয়ার အဆောက်အအုံတွေကိုဘုံကျဲဖျက်ဆီးပေးဖို့ထရမ့်ကိုအပူတပြင်းတိုက်တွန်းနေပါတယ်ရှင် လက်ရှိဖြစ်ပွားနေတဲ့ Israel Iran ပြည်ပခနဲ့ပတ်သက်တဲ့အလှည့်အပြောင်းတွေနဲ့နောက်ဆက်တွဲသတင်းတွေကိုလည်း People's Spring မှာဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ကြီးစုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်မကတော့ဂျာမုံပါ။